တရုတ်နိုင်ငံမှာလေပြင်းတိုက်ခတ်မှုကြောင့်အပျော်စီးလေလေးစီးတိတ်မှောက်ပြီးလူ၁၀ဦးသေဆုံးတယ်လို့သိရပါတယ်။လူ80လောက်ဆင်းရဲရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံတောင်တောင်ပိုင်းကမြစ်တစ်ခုမှာရုတ်တရက်လေပြင်းတိုက်ရကမြစ်ကြောင်းသောအပျော်စီးလေတွေရုတ်တရက်မှောက်ကုန်တယ်လို့တရုတ်ဆိုရမီဒီယာတွေကဖော်ပြပါတယ်။ကိုယ်ကျိုးဒေသတွေကမြစ်ဒဇင်းထဲမှာအလုသမာနေအားလျက်လေပတ်ရခီးတော့ဧည့်သည်များပြားချင်းလေပြင်းတက်ခတ်ခဲ့တာပါဒီဖြစ်မှာလူ80ကျော်လောက်မြစ်ထဲပြုတ်ကြပြီး မူလကအသေးပြောက်ကိုရှိကြောင်ကြီးညာခဲ့ပါတယ်ပျောက်ဆုံးသူဒနာစင်ထဲမှာ၁၂ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးမေ9မိနစ်အစောပိုင်းမှာတော့နောက်ဆုံးမှာကျန်နေသူတွေရဲ့အလောင်းရှာတွေ့ပြီးအသေးပြောက်10ဦးထိမြင့်တက်ခဲ့ပါတယ်စုစုပေါင်းကယ်ဆယ်ရရှိသူ84ယောက်ထဲမှာ80လောက်ကိုဆေးရုံ တင်ပို့ထားပေမဲ့အသက်အန္တရာယ်ဆိုရင်ရသူတော့မရှိဘူးလို့သိရပါတယ်လေတွေတင်ပို့တဲ့တင်ကိုလက်ခံရရှိတဲ့နောက်ဒေသခံကယ်ဆယ်ရေးဖွဲ့တွေကအင်အား900နီးပါးလောက်ဆေးလွှတ်ခဲ့ပါတယ် အစောပိုင်းမှာတရုတ်သမားရှိကပျောက်ဆုံးနေသူတွေအစွမ်းကုန်ရှာဖွေဖို့လာတို့အချိန်နဲ့ထပ်မကျော်အောင်လုံခြုံရေးစံနှုန်းတွေပုံမတင်ချက်ဖို့ညွှန်ကြားပါတယ်အထူးသဖြင့်လူများစီကားတဲ့နေရာတွေကဘာလဲခရီးသွားအေရီးယားတွေမှာမတော်တဆမှုတွေပိုများလာတာကလေးထားကင်တွေဖို့တောင်းရှိသူတွေကိုအမိန့်ပေးခဲ့ပါတယ်လုံခြုံရေးနှလားလောက်ကလည်းတရုတ်နိုင်ငံဟူနန်ဒေသမှာခီးတဲ့တဲ့လေတစီဟာစမှုလုပ်ငန်းတို့ရင်ရင်နဲ့ဝန်တိုင်းမိရာကနေလူစစ်တပ်ကိုတေဆုံခဲ့တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဖို့လည်းလို့သိရပါတယ်။ထိုင်းနိုင်ငံမှာစိတ်တစအတနတ်သမားတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စိတ်မူမမှန်ကြောင်းထရေရှားလက္ခဏာပြသနေတဲ့မျိုးသားဟာတက်ပြင်းနဲ့မရမခရံထဲမှာရိုင်ဖယ်တနုတ်ကိုကာပြီးတော့ပစ်ကတ်ကားတစ်စီးပေါ်ကနေစင်းခဲ့တယ်ဆိုပါတယ်။အဲဒီနောက်မှာတော့တနုတ်ကိုဗျံပဒါနဲ့ဥတီယာမဲ့ပြက်ခတ်ခဲ့ပါတယ်။ကံကောင်းထောက်မှဆိုတဲ့ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာသူမရှိခဲ့ဘူးလို့သိရပါတယ်။ထိုင်းခါဆော့သတင်းဌာနကထုတ်ပြန်ချက်အရအဲ့ဒီမျိုးသားဟာမဲဆောက်မှာရဲတွေဖမ်းဆီးတာခံခဲ့ရပါတယ်။ပြစ်ခတ်မှုကျွလွန်သူဟာယူနေတယ်ဆိုတာထင်ရှားကြောင်းခါဆော့မီဒီယာကဖော်ပြပေမဲ့ဘလို့ဖမ်းမိခဲ့လဲဆိုတာသေစိတ်မရေထားပါဘူး။ဒါပေမဲ့ကျွလွန်သူကိုဆေးဟုတ်ပို့ထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ရဲတစ်ဖက်ကစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေပြီးစစ်မှန်သူတယောက်ရဲ့လက်ထဲတနက်ဘလို့ရောက်လာလဲဆိုတာလုံးလုံးဆယ်မသိရသေးပါဘူး။